အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ခြေက Halloween လေးရောက်တော့မယ်ဆိုတော့ Halloween အတွက် reading လေးကိုခြေဖတ်ပြီးမယ်ပေါ့နော်ဒါကပေါ်လာသမျှဟာကိုခြေကဆွဲပြီးတော့ပြောပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ video တွေ့တယ်ဆိုလို့ရှင်ဒီကက message ကကို့အတွက်ပေါ့နော်အဲ့ဒါကိုခြေနဲ့ကြည့်ကြအောင်ဟုတ်ပြီ ဲ့တော့ Halloween နဲ့ရောက်တော့မယ်ဆိုတော့တချို့လူလေးတွေပေါ့နော် ကိုအတိတ်မှာတော့အဲ့လိုမျိုးအဆင်မပြေခဲ့တဲ့အရာတွေကိုမှစိတ်ရှုပ်ထွေးစရာတွေရှိတဲ့အရာလေးတွေပေါ့နော်အဲ့အရာလေးတွေရမြင်ပြီးတော့ကိုလွတ်မြောက်ဖို့အချိန်တန်ပြီးကိုဘဝရဲ့ဒီအဲ့လိုမျိုးဘဝအတိတ်တစ်ခုကိုစတင်ဖို့ကံပါပြီပေါ့နော်အတိတ်မှာကိုပြုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုလုပ်ခဲ့တဲ့အရာတွေအဲ့လိုမျိုးအရာတွေအခုဒီပြဿနာမှာကိုကိုပြန်ပြီးတော့အကျိုးပေးနေပြီပေါ့နော်အဲ့လိုမျိုးတွေ့ရတယ် ပြောလို့ရှိရင်ကိုဘယ်လိုပြောမလဲအရင်တုန်းကကိုပေးဆက်စရာရှိတဲ့အရာတွေပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေက ပေးဆက်ပြီးပြီးကောင်းမှုကုသိုလ်တွေလုပ်တာပဲဖြစ်ဖြစ်အတိတ်ဘဝတုန်းကကို့မှာဒီဘဝမှာပေါ့နော်ပြန်ပြီးတော့ပေးဆက်နေသူပေါ့နော်အဲ့လိုဟာတွေလည်းကိုကပေးဆက်ပြီးပြီးချစ်သူကြီးသားဖြစ်ဖြစ်အဲ့လိုမျိုးတငယ်ချင်းအပေါင်းအသင်းဖြစ်ဖြစ်ပေါ့နော်သူတို့ဘဝမှာတင်နေတဲ့အကျွေးကိုကိုကပေးဆက်ပြီးပြီး ပြီးသွားပြီအဲ့တော့ကိုကနေကိုရှေ့ဆက်သွားဖို့အချိန်တန်ပြီသူများအတွက်ကိုကတခုခုကိုဘွားထဲမှာပေးဆက်ခဲ့ရပြီးပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုချိန်မှာဒါကိုအတွက် universe ကကိုတခုခုပြန်ပြီးတော့ပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေကအတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့နော်အခုချိန်မှာကိုကကိုကကိုကောင်းမွန်တဲ့နေရာတစ်ခုကိုရောက်နေပြီ ကိုလုံးစရာရှိတာကိုကိုလုံးနေပြီဟိုကိုကလုံးဝ main character energy ဖြစ်နေပြီကွာတိလား အဲ့လိုမျိုးကိုတွေ့ရတယ်ကိုကိုကလည်းပထမအောင်ဆုံးဦးစားပေးအရင်တော့ဆိုရင်တော့ကိုကသူများတွေကိုဦးစားပေးရင်ပေးလိုက်မယ်သူများတွေအတွက်ကိုစဉ်းစားပေးလိုက်မယ်ဒါပေမဲ့အခုချိန်မှာတော့ကိုကကိုမကိုပဲကိုဒီနေ့ဘာလုပ်မလဲမနက်ဖြန်ဘာလုပ်မလဲကို့အတွက်ကိုပဲစဉ်းစားတာများတယ်ပေါ့နော်ဒီဒီပိုင်းလေးကိုယူရသူဆိုလို့ရှိရင်ကောင်းမှုကုသိုလ်တွေလုပ်ဖို့လည်းဝင်မလေးဘူးအဲ့လိုမျိုးလူလေးတွေပေါ့နော်ချီတွေ့ရတယ် အဲ့တော့အဲ့လိုလူလေးတွေပေါ့နော်ဒီ Halloween နဲ့ပတ်သက်ပြီးတော့ချီဟောမယ်ဆိုလို့ရှင်ဒီဆဲလာပိုင်းပေါ့နော်ဆဲလာပိုင်းကုံနာနဲ့ကိုကကို့မှာတင်စရာအစ်စ်အစ်တွေပညာပိုင်းဆိုင်ရာကို့မှာတင်ယူစရာတွေအများကြီးကိုတင်ယူရမယ်အဲ့လိုမျိုးတွေ့ရတယ်ဆရာကောင်းရှာနေတဲ့သူတွေဆိုလို့ရှင်လည်းဆရာကောင်းရမယ်ပေါ့နော်အဲ့လိုမျိုးချီတွေ့ရတယ် ကိုလမ်းပြပေးမဲ့သူလမ်းကောင်းပေါ်ရောက်အောင်တင်ပြပေးမဲ့သူအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုမြင်တဲ့သူလေးတွေပေါ့နော်အာအဲ့လိုမျိုးစိတ်ဓာတ်မကျနဲ့ဆက်လက်ပြီးတော့စ조사ကိုလှုပ်ရှားရှိတာကိုကိုလုံးအတိတ်မှာကိုကပေးဆက်ဆရာရှိလို့ဝစ်ကြွေးတစ်ခုကိုကိုဆက်ဆရာရှိကိုအဲ့ဒါကိုဆက်ခဲ့ပြီးပြီအဲ့အချိန်ုံလဲကိုကကြော်လွန်ပြီးပြီပေါ့နော်အဲ့တော့အခုအချိန်မှာကိုရဲ့ဒီကိုကိုကိုပြန်ပြီးတော့ဖြစ်တည်လာတယ်ဆိုတာဒါ personal ပေါ့နော် ကိုယ့်အတွက်ကိုပြန် ပြီးတော့တည်ဆောက်နေတယ်အဆင်ပြေနေတယ်တချို့တွေဆိုလို့ရှိရင် healing တွေလုပ်နေတယ်ပို့ပြီးတော့အခုတလုံးမှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုတွေပို့ပြီးတော့ရှိလာတာအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့နော်တချို့တွေဆိုလို့ရှိရင်ပညာတွေဒီထက်မကပို့ပြီးတော့ထက်တင်နေတယ်မိသားစုတွေနဲ့ပြန်ဆုံစည်းနေကြတဲ့လူတွေအဲ့လိုမျိုးလည်းခြိတွေ့ရပေါ့နော်အဲ့တော့ကိုယ့်အတွက်ကိုပဲလုပ်ပြရှိတာကိုလုပ်နေတဲ့သူလေးတွေပေါ့နော်အဲ့လိုမျိုးတွေ့ရအမ်ဒီမှာ review and contemplation. You have accomplished a great deed in your life and you have much to be proud of. Now it's time to decide what is next. As you contemplate the past and the present, you will get clear on your divine life purpose. Don't be distracted by conver- conversational thinking. Be the real you. Yeah, told you. Good. အတိတ်မှာတော့ကိုပေးဆက်စရာရှိတာကိုလှုပ်ချရာရှိတာကိုပေးဆက်ပြီးပြီးကံတစ်ခုကိုကိုကချိန်ဖြတ်ခဲ့ပြီးပြီးအဲ့တော့အခုချိန်မှာကို့အတွက်ကိုပဲစဉ်းစားရမယ်ကိုဒီပစ္စုပ္ပန်မှာဘာလုပ်မလဲအနာဂတ်မှာဘာလုပ်မလဲကိုရဲ့ဒီဘဝဖြစ်တည်မှုကဘာလုပ်ဖို့လဲဆိုတာကိုကိုရှာပြီးတော့ကိုရဲ့ဒီလမ်းကြောင်းပေါ်ရှောက်ဖို့အချိန်တန်ပြီပေါ့နော် အဲ့တော့ကိုယ့်ရဲ့ energy နဲ့ personally ကိုယ့်အကိုရှိုင်းလုပ်ရမယ့်အချိန်ရောက်ပြီပေါ့နော်။သူများအတွက်မစင်စားပေးနဲ့။ကိုလုံးစရာရှိတာကိုကိုလုံးအားယူချိတ်ဆက်ပြီးတော့လုပ်။အဲ့လိုမျိုးအများကြီးလည်းမစင်စားနဲ့။ကိုကဒီအရာကိုစိတ်ဝင်စားတယ်။ကိုဒီအရာကိုလုပ်မယ်ဆိုလို့ရှင်လုပ်လိုက်။အဲ့ဒါအမှန်ကန်တယ်။အတိတ်ကအရာအတိတ်မှာထားခဲ့ပြီးဆုံးသွားပြီ။အဲ့တော့တချို့ဒီမှာ break up တွေပါတယ်။အဲ့လိုမျိုးဆိုလို့ရှင်လည်းထားခဲ့လိုက်တော့ပြီးဆုံးသွားပြီ။အခုချိန်မှာကို action ယူရမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုလောက်ဆရာရှိတာတွေလောက်ကမယ်စီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့လောက်ကမယ်အခုချိန်မှာကိုကသူများတွေစီက drama ကိုမယူနဲ့ကွာသူများတွေကဟဲ့နင်ဒီဟာကိုလုံးလို့ဖြစ်မှာမဟုတ်ဘူးဒီဟာကိုမလုံးနဲ့ဟိုလိုလို့အဲကိုဆရာကြီးလာလောက်တဲ့သူတွေကွာမဟုတ်ဘူးအခုချိန်မှာကိုကဆရာကြီးပဲကိုဘဝအတွက်ကိုကိုသာလင်းအရေးပါတာကိုသာလင်းလောက်ဆရာရှိတာလောက်ကမယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ချီပြောရမလားဒီမှာကြည့် ဝမ်းနဲ့နေတဲ့သူလေးတွေပါတယ်အတိတ်မှာအဲ့လိုမျိုးဖြစ်ပြခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေကလည်းအကုန်လုံးကကို့ကိုဒီနောက်ထပ် level တစ်ခုပေါ့နော်ဟိုဘယ်လိုပြောမလဲခြေတို့ဒီလဲပတ်နေရဆိုတာကဒါ 3D လောကပေါ့နော် spiritual ဘိုင်းဆိုတာဒါ 5D လောကကိုမမြင်ရဘူးဒါပေမဲ့ခံစားလို့ရတယ် through ကိုစောင့်ရှောက်ပြီးနေတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဆောင်ရှောက်ပြီးကကို့ကိုဒီ spiritual လမ်းကြောင်းပေါ်ကိုပို့နေတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကအဲ့လမ်းကြောင်းပေါ်ကိုကိုကရောက်နေပြီးအခုဒီ video ကြည့်ရသူတွေဆိုလို့ရှင်ပေါ့နော် 让讲过啊。<noise> အဲ့လိုမျိုးနားလေလာပြီကွာတချို့အရာတွေကဖြစ်လာတယ်ဆိုတာကပို့ပြီးတော့ကောင်းမွန်လာဖို့ကိုကပို့ပြီးတော့တန်ပါလာအောင်လို့ဆိုပြီးတော့ဒီလိုအရာလေးတွေကိုကြော်ဖြတ်ခဲ့ရတယ်ဘဝရဲ့စာမွေးပွဲတစ်ခုပေါ့နော်အဲ့လိုအရာလေးတွေကိုတချို့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကအောင်မြင်ပြီးသွားပြီအဲ့တော့ကိုယ့်ရဲ့ future မှာပို့ပြီးတော့ပျော်ရွှင်ရဖို့နမိတ်ကိုတွေးရတယ်ပို့ပြီးတော့ပျော်ရွှင်ရမယ်ကိုလုံးစရာရှိရရေလောက်ကမယ်ပညာရေးတိစမကပို့ပြီးတော့တင်ယူစရာရှိရရေလောက်ကမယ်အဲ့လိုမျိုးပေါ့နော်ဟိုလိုအပ်နေတဲ့အကူအညီလိုအပ်နေတဲ့သူတွေကိုကိုက ကူညီပေးရမယ်ကောင်းမှုကုသိုလ်တွေပို့ပြီးတော့လုပ်ရမယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေပေါ့နော်ဒီအဋ္ဌံလေးတွေဝင်လာပဲဖြစ်ဖြစ်ဥမာကိုကဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့အာငွေကြေးတွေပို့ပြီးတော့ရခြင်းနဲ့အောင်မြင်ခြင်းနဲ့အလောက်ကင်တွေခွန်းလန်းတွေတိုးတက်ခြင်းနဲ့ရခြင်းနဲ့ပညာရေးနဲ့ဆိုလဲအဲ့လိုပဲပညာရေးနဲ့ဆိုလို့ဒီမှလေ အဲ့လိုမျိုးကြောင်းတက်မလားမတက်ရဘူးလားအဲ့လိုမျိုးဖြစ်နေတဲ့သူလေးတွေကချင်းဒီပေါကြောင်းတက်ရဖို့ရှိတယ်เนาะပြီးရင်ဒီအချီးနဲ့ပတ်သက်ရင်ကြတော့လေချီဒီမှာ break up ဖြစ်ထားတဲ့ energy ကိုတွေ့ရတယ်ပေါ့เนาะသူနဲ့ကိုယ်နဲ့တယောက်တည်းနေရစီ long distance ဖြစ်နေတဲ့သူလေးတွေအဲ့လိုမျိုးကိုယ့်အကူတယောက်တည်းကိုလှုပ်ဆရာရှိတာကိုဆက်လက်ပြီးတော့လောက်ကင်နေတာအဲ့လိုမျိုးချီတွေ့ရတယ်ပေါ့เนาะอืมအဲ့တော့အခုချိန်ကကို့အတွက်ကိုအချိန်ပေးပြီးတော့ကိုလို့ဆရာရှိတာကိုလောက်ကမဲအဲ့လိုမျိုးချီတွေ့ရေပေါ့เนาะ 嗯，过段儿的。 အလုတ်ကိုင်ခွန်းလန်းနဲ့ပတ်သက်ပြီးတော့လည်းအရန်နေအစဉ်ပြေးလာမှမျိုးတွေ့ရတယ်။အဲ့လိုမျိုးကိုနဲ့စိတ်တူကိုတူအပေါင်းအသင်းတငင်ချင်းမိတ်ဆွေတွေနဲ့လည်းစုံစည်းရမှမျိုးကိုတွေ့ရတယ်ပေါ့နော်။တခါလေကြားလို့ရှိရင်လေဒီဗီဒီယိုကိုကြည့်တဲ့သူလေးတွေကပေါ့နော်။ကိုကအရန်စူးစမ်းအားထုတ်တယ်။ဒါပေမဲ့အဲ့စူးစမ်းအားထုတ်တဲ့အရာလေးတွေကပေါ့နော်။ဘာဖြစ်လို့အချိန်ကြာနေရလဲ။သူများတွေကြတော့မြ мян ဆန်ဆန်နဲ့အောင်မြင်မှုရရှိတယ်။ကိုကဘာဖြစ်လို့မရတာလဲ။မဟုတ်ဘူး။ကိုကကြတော့ဖြည်း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 ချင်းနဲ့မှအောင်မြင်မှုရမှာပေါ့နော်။အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေဆိုလို့ ရှင်အလုတ်ကိုင်းနဲ့ပတ်သက်ဖို့ဒီပို့ပြီးတော့အောင်မြင်မှုရရှိဖို့ဆိုလို့ရှင်အမ်၄ဘက်ကမြင်ပြီးတော့၅ဘက်အတွင်းထိုးချမှာမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့တလားမြင်၄၅ရက်အတွင်းပေါ့เนาะကို့စီမှာရှိနေတဲ့အခက်အခဲတွေကို့ကိုဟီးမလုံနိုင်တဲ့အရာတွေအဲ့လိုမျိုးအရာတွေဆိုလို့ရှိရင်လည်းဒီမှာ လေးဘက်ကမြင်ပြီးတော့ငါးဘက်အတွင်းကိုဟီးလုံနိုင်မယ်ပို့ပြီးတော့ဒီထက်အဲ့လိုမျိုးအင်အားတွေပိုရှိလာလိုက်မယ်ကိုအဆင်ပြေလာလိုက်မယ်ဒီလိုမျိုးကိုကိုအဲ့လိုမျိုး drain ဖြစ်နေရဲ့ energy မဟုတ်ဖဲနဲ့ပေါ့နော်ကိုဒီထက်ပို့ပြီးတော့အဆင်ပြေလာလိုက်မယ်ဘာသာရေးကိုလည်းပို့ပြီးတော့ကိုင်းဆိုင်လာမယ်အဲ့လိုမျိုးကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကြီး Halloween အတွက်အကုန်လုံးကို energy ကိုစုပြီးတော့ဆွဲပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးပဲကံကောင်းကြပါစေ